မိဘပြည်သူများရှင်အခုသတင်းလေးကတော့အင်စာလို့ရမယ်အထည်ပါရှင်အင်စာဆိုတာကတော့ကျမသတင်းလေးတွေကိုအမြဲတမ်းကြည့်ရှုတဲ့မိဘပြည်သူဆိုသိပါရှင်နိုင်ငံရေးပါတီနဲ့ပတ်သက်ပြီးတော့ကျမတို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗတ်ပေါင်းဆောင်ကနေပြီးတော့ဆွေးနွေးတင်ပြတာဖြစ်ပါရှင်ဒီနေ့ကျမဆွေးနွေးပေးမှာကတော့ကျမတို့မြန်မာနိုင်ငံမှာဆိုရင်ပြည်လုံးကျွအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပဖို့အတွက်ကိုပြင်ဆင်နေကြပါပြီရှင်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်ဆိုပြီးတော့လေပို့ချုံမှုကြီးကပြည်တွင်းမှာပဲဖြစ်စေပြည်ပခီးစင်သွားတာပဲဖြစ်စေအမြဲတမ်းပြောပါရှင်ဒါကြောင့်ကျမကတော့ ဒီရွေးကောက်ပွဲရဆိုရင်ဗိုလ်ချုပ်မှုကြီးကဥဆောင်ပြီးတော့ကျင်းပပေးရမယ်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ဗိုလ်ချုပ်မှုကြီးရဲ့စကားကိုလည်းကျွန်မအတည်ယူပါတယ်ရှင့်။ဒါ့အပြင်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရလည်းလွန်ခဲ့တဲ့ရက်တွေကမီဒီယာတွေမေးမြန်းတာကိုဖြေကြားထားရှိပါတယ်။ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသူတို့အကြမ်းဖက်အနေနဲ့သတ်မှတ်ပြီးပါပြီရှင့်။မကြခင်မှာအချိန်မီထုတ်ပြန်ပေးမယ်ဆိုပြီးပြောထားပါတယ်။ဒီလိုရွေးကောက်ပွဲကျင်းပဖို့ဟာ69တသမ69ရာခိုင်နှုန်းတည်ချာသွားခဲ့ပါပြီရှင့်။ဒါပြင်မကြခင်အချိန်ကာလမှာဒီမိုကရေစီရွေးကောက်ပွဲအတွက်ပေါ့နော်မဲဆွဲတဲ့ကာလလည်းရောက်လာတော့မယ်အချိန်ကြိုင်ဒီမိုကရေစီရည်ကြီးမှုဆိုတဲ့အတိုင်းပဲ မဲဆိုတဲ့ကိစ္စလေးပါတီကြိုးစားလုပ်ကြရမယ်ရှင့်ကြိုးစားလုပ်တဲ့ချက်ကြလို့ရှင်နိုင်ငံရေးယဉ်ကျေးမှုအတိုင်းပဲပေါ့နော်တို့အနေနဲ့တို့ဝန်ရည်နဲ့သူတွေတို့အားကိုးမယ်ဒါပြင် lobby အနေငယ်တုံးတာလည်းရှိကောင်းရှိလိမ့်မယ်ဒါဒီမိုကရေစီနိုင်ငံတိုင်းမှာပါတီတွေဟာဆိုရင်မဲဆွဲဖို့အတွက်ကတော့ဒါတုံးကြတဲ့နည်းပြဟာတွေပဲကိုယ်နိုင်ငံသူတွေတုံးမှာမှားတယ်မဟုတ်ဘူးเนาะခါကျကျွန်မနိုင်ငံလို့ရှိလို့တိလားသူများနိုင်ငံမှာကျတော့ဒါလိုရိုးလုပ်စေကိုယ်နိုင်ငံရောက်တော့မှားတယ်ဆိုပြီးဖြစ်မှာဆိုလို့ပြောပြတာပါတီဆိုတော့ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့မဲအသာစီးရနိုင်ဖို့အတွက်ကိုစူးစမ်းကြမှာပဲရှင့်ဒါပေမဲ့တစ်ခုရှိတာကတစ်ခုတည်ကြတာက ကျမောက်နိုင်ငံအခုကျင်းပမယ့်ရွေးကောက်ပွဲမှာဆိုရင်အရန်ကိုရန်လိုတက်တဲ့ပါတီကြီးတခုမပါတော့ဘူးရှင်မြန်မာနိုင်ငံမှာရန်အလိုဆုံးပါတီကိုပြပါဆိုအနီပါတီကိုပဲကျမပြချင်လဲရှင်နာမည်တော့ထည့်မပြောတော့ဘူးပေါ့နော်ဒီအဲ့ဒီအနီပါတီအင်အားကြီးရဲ့အချိန်တုန်းကမိဘပြည်သူတို့ပြန်ပြီးတော့အတိတ်အကြောင်းတွေကိုပြန်ပြောင်းပြီးစဉ်းစားကြည့်လိုက်ရှင် လမ်းမှာမဲဆွယ်တဲ့ကိစ္စတွေလုပ်တယ်ဆိုတော့မှအနီပါတီရလူတွေကငါတို့ပါတီရလူတွေပဲအကောင်သူများပါတီကြလို့ရှင်တော့ရက်ဆက်တဲ့စော်ကားတဲ့မာရိုင်းနဲ့ဆဲဆိုတဲ့အဲ့လိုကိစ္စတွေပြုလုပ်ခဲ့ရဆိုရုပ်တံမှတ်တမ်းတွေရှိရရှင်ဒီတော့အဲ့လိုမျိုးရန်လိုတဲ့ပါတီမပါတော့တဲ့အတွက်အခုရွေးကောက်ဝယ်ပါတီတွေအရဆိုရင်တိတိမြတ်မြတ်နဲ့ပဲပြိုင်ဘက်တွေလိုမျိုး ကိုယ့်ရဲ့မဲတာကြီးရနိုင်မယ်လုံဆောင်ချက်တွေကိုစူးစမ်းလုံဆောင်မယ်လို့ကျွန်မယုံကြည်ပါတယ်ရှင့်တူးနဲ့တူစော်ကားခြင်းမရှိဘဲနဲ့တူးပါတီရဲ့ထောက်ခံသူကိုတူးပါတီရဲ့ထောက်ခံသူတွေကစော်ကားခြင်းမရှိဘဲနဲ့လုံဆောင်ကြမယ်လို့ကျွန်မယုံကြည်ပါတယ်ရှင့်ဒါပြင်ကိုငါပါတီကိုမဲမပေးတဲ့သူငါရန်သူငါပါတီကိုမဝန်းရံတဲ့သူငါရန်သူဆိုတဲ့ကိစ္စတွေလည်းမဖြစ်တော့ဘူးလို့ကျွန်မယုံကြည်ရဲ့ဘာကြောင့်လဲရန်လိုတဲ့ပါတီမရှိတော့ဘူးလေငါအားလုံးအဆင်ပြေပြေလုပ်နိုင်မယ်လို့ထင်တယ်ရှင့်ဒါပေမဲ့ဈားထဲမှာပေါ့နော်အဲ့လိုမျိုးအနည်း ပါတီရဲ့အကျင့်လိုမျိုးရှိတဲ့ပါတီများရှိလာခဲ့လို့ပြည်သူတွေအနိုင်ကျင့်ခဲ့မယ်ဆိုတော့ကျမတို့ပြောပါရှင်ကျမတို့မီဒီယာအားနဲ့ကာကွယ်ပေးပါမယ်ရှင်ပြည်သူတွေရဲ့မဲတပြားဆိုတာကဘသူကမှလာပြီးတော့စိုးမိုးချိန်နေပြရတဲ့ကိစ္စမဟုတ်ပါဘူးရှင်လွတ်လပ်စွာရေးချက်ပိုင်ဝင်ရှိပါတယ်ဒီအရာပေါ်မှာချိန်ချောက်တာဟဲဟောက်တာလုပ်မယ်ဆိုတော့ဒါကျမတို့နဲ့အယုံဆုံးတွေ့ရမှာဖြစ်ပါတယ်ရှင်ကျမတို့ဝေဖန်သုံးသပ်တင်ပြမှာဖြစ်ပါတယ်ရှင်ဒါကြောင့်ပါတီအနေနဲ့ရတယ်မမကန်ကန်မြမြတတစူးစူးစားပြန်ဆိုင်ကြပါပြည်သူတွေရဲ့မဲကိုတရားမြမြတယူနိုင်ဖို့အတွက်အရေးချင်းတွေထုတ်ပြကြပါလို့ပဲကျွန်မပြောချင်ပါတယ်ရှင့် အခုလိုမျိုးကျွန်မနိုင်ငံရွေးကောက်ပွဲတက်ကိုရှင်းကောင်းစိတ်လုံရှားနေတဲ့အချိန်မှာကျွန်မတို့ပြည်သူတွေကြုံနေရတာခုရှိရင်အဲ့ဒါပါလဲဆိုတော့အခုတောင်မှပြည်ပမီဒီယာတွေနဲ့ပြည်ပြက်မီဒီယာတွေကပေါ့နော် no vote ဆိုတဲ့အရာကိုဖန်တီးနေကြပြီးရှင်ပြည်သူတွေရွေးကောက်ပွဲစိတ်ဝင်စားအောင်မလုပ်အောင်ဆိုပြောနေကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်မအနေနဲ့ပြည်သူတွေကိုမေးခွန်းတစ်ခုပဲမေးချင်တယ်ရှင်ဒီလူတွေက no vote လုပ်ပါရွေးကောက်ပွဲကိုလက်မခံပါနဲ့ဆိုပြီးပြောနေရဆိုရင်ကျွန်မတစ်ခုပဲမေးမယ်ရွေးကောက်ပွဲမလုပ်ဘဲသတင်းထားပေးရမှာအဲ့မေးခွန်းတစ်ခုပဲကျွန်မမေးမယ်ရရတယ်နော်ကျွန်မတို့ကရရတယ်ရွေးကောက်ပွဲမလုပ်နဲ့ ရတယ်ကျွန်တော်တို့တတိုင်းမျိုးလုံးဘသူမှမဲမပေးချင်ဘူးဆိုရင်โอเคအဲ့ဆိုရွက်ကောက်ပဲမလုပ်တော့ဘူးလေရတယ်နော်ကျမတို့ကအဆင်ပြေရဲ့ရှင့်အဲ့ဒါလည်းကျမပြောချင်တယ်ကျမတို့ရှင်းရှင်းလင်းလင်းပြပြသားပဲပြပြတာအများကြီးလိုက်ပြီးကိုယ်ဝိုက်ပြီးပြောမနေတော့ဘူးနော်ရွက်ကောက်ပဲမလိုချင်ဘူးဆိုရတယ်တတလုံးရွက်ကောက်ပဲမလုပ်ပဲနေသေးရမလားဒါဆိုရင်နိုင်ငံရေးစနစ်ကစောက်ချုပ်ရေးပုံစံပဲသွားရမှာနော်အဲ့ဒါဆိုအဆင်ပြေလားရှင့်အဆင်ပြေဆိုရပါတယ်အဆင်ပြေဆိုကျမတို့က everything is okay ပဲ နော်ဖြစ်တယ်ရှင်အဲ့ဒါလေးပဲကျွန်မပြောပြချင်တယ်တချို့တွေကရှိရလေရွေးကောက်ပွဲကိုဝယ်ဖြစ်တယ်ညဖြစ်တယ်ပြောနေကြတာရွေးကောက်ပွဲတကယ်မလုပ်ပေးပဲနေလိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့တို့မစဉ်းစားကြအောင်ရှင်အဲ့ဒါလေးအရေးကြီးပါတယ်နော်ပြည်သူတွေကြားထဲမှာနောက်ထပ်ထောက်နေရတခုရှိတယ်အဲ့ဘာလဲဆိုတော့ရွေးကောက်ပွဲရတဲ့စစ်တပ်ရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုပြီးတော့ပြည်ပကမီဒီယာတွေနဲ့ပြည်ပြေးမီဒီယာတွေကလော်နေတယ်ရှင်ရွေးကောက်ပွဲလုပ်လိုက်ရင်စစ်တပ်ကလွယ်ကူဒီပေါက်ကထွက်သွားမယ်ပေါ့နော်အဲ့ဒါမကောင်းလားရှင်သူကပြောမယ်ဆိုအဲ့ဒါမကောင်းလားစစ်တပ်ကလွယ်လွယ်ကူကူနဲ့ဒီပေါက်တွေကထွက်သွားတာအတိုင်းပြည်တော်မကောင်းလားရှင် ်ပြည်သူတွေတော့မကောင်းလားစစ်တပ်တော့မကောင်းလားအားလုံးတော့ကောင်းမယ့်ကိစ္စလေဘာလို့တက်မတော်ကိုလွယ်လွယ်ကူပေါ့နော်ဒီရွေးကောက်ပွဲကိစ္စကနေပြီးတော့အဆင်ပြေချချော့မွေးနဲ့အာနာပေးနိုင်တဲ့ကိစ္စကိုမရွေးချင်တာလဲရှင်အဲ့ဒီကီပါမီဒီယာတွေပြည်ပြေးတွေကဘာကြောင့်လို့ထင်လဲရှင်ဘာကြောင့်လဲဒီလားကျွန်မတခါလေးပြပြလိုက်မယ်အခုတက်မတော်နဲ့နိုင်ငံတော်ပုံကံနေကြတဲ့သူတွေကစစ်တပ်ကိုရှိနေစေချင်တယ်ရှင်စစ်တပ်ကိုအုပ်ချုပ်စေချင်တယ်။ဘာကြောင့်လဲဆိုတော့စစ်တပ်အုပ်ချုပ်မှာဆင်အာနာရှင်တော်လန်ရေးဆိုတာအထုတ်ရှိကြည့်ကြမှာပေါ့ရှင်။ တနောက်ပြည်စစ်ရနာရှင်တော်လန်ရေးဆိုတဲ့ကိစ္စရကြီးကပတ်စံရနေရဟာကိုသူတို့ကဘာလို့ဒီကိစ္စရကိုရက်တန့်စေချင်မှလဲမရက်တန့်စေချင်ဘူးတိလာစစ်ရနာရှင်တော်လန်ရေးကြောင့်ချမ်းသာသွားတဲ့အများကြီးဆိုတာမိဘဘသူများအားလုံးလည်းအသိပဲရှင်နိုင်ငံချက်မှာမိသားစုလိုက်တောင်မှတဆွေလုံးတစ်မျိုးလုံးတော့မှခုံနေနိုင်တဲ့ဒီချမ်းသာနေကြတာစစ်ရနာရှင်တော်လန်ရေးဆိုတဲ့ခေါင်းစဉ်ကြောင့်လေအဲ့တော့ဒီခေါင်းစဉ်သူတို့ကဘယ်ပြောက်စေချင်မလဲရှင်ဒီတော့မဖြစ်လေစစ်တပ်ပဲဆက်အုပ်ချုပ်အောင်လို့ရွေးကောက်ပွဲမဖြစ်အောင်သူတို့ကစူးစမ်းကြတာ ဒီလိုမျိုးအကွက်တွေကိုမိဘတွေကမြင်တတ်ဖို့လိုပါတယ်နော်ကျမတို့ကတော့တက်မတော်ဆက်ပြီးတော့အုပ်ချုပ်တာမကြိုက်ဘူးရှင့်ဘာကြောင့်လဲဆိုတော့နိုင်ငံတော်ရဲ့တိုးတက်ရေးအတွက်ကောနိုင်ငံတော်မှာလုံဆောင်အောင်မယ်ကိစ္စတွေအတွက်ကောကျမတို့ကတက်မတော်ကိုကာကွယ်တောင်းအောင်မှာပဲထားမှာဖြစ်မှာရှင့်တက်မတော်ကဒီချိန်မှာအရန်ဖြာများပြီးတော့အခန်းကဏ္ဍတွေများနေဒီတော့ဒီမိုကရေစီအစိုးရတက်လာမယ်ဆိုရင်အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့အခြားကဏ္ဍတွေကိုနိုင်ငံတော်မှာရှိတဲ့ဒီမိုကရေစီအစိုးရကနေအရသာအစိုးရကနေပြီးတော့အုပ်ချုပ်မယ် တက်မလို့ကကြတော့ကာကွယ်တောင်းကိုအပြည့်ဝထမ်းဆောင်ပါမယ်ရှင်ဒီတော့မှကျွန်မနိုင်ငံကအကြမ်းဖက်ရှင်ရလဲကင်းမယ်တိုးလဲတိုးတက်ပါရှင်ဘာကျွန်မတို့ကတော့နိုင်ငံအတွက်အသင့်တော်ဆုံးနီးလန်းအောင်ပဲရွေးချယ်ခြင်းနဲ့ဒါကြောင့်ရွေးကောက်ပွဲအလို့ရှိရခြင်းမိဘပြည်သူများစဉ်းစားကြည့်ကြပါကိုကရွေးကောက်ပွဲအလို့ရှိခြင်းမရှိခြင်းမဲပေးခြင်းမပေးခြင်းအရောမိဘပြည်သူများရွေးချယ်ရစိတ်ဆန္ဒတိုင်းလုပ်တဲ့ကိစ္စမရှိလို့ရှင်ဒါပေမဲ့ငါလုပ်တဲ့လုပ်ရက်ကတိုင်းပြည်ကိုဘာတက်ရောက်သွားလဲဆိုတာလည်းစဉ်းစားကြည့်ကြပါနော်အခုအချိန်ရလေမဲမပေးလို့ရှင်မပေးတဲ့လူပဲဆုံးရှုံးမှာရှင် ်သိလားသပေးရဲ့လူတွေဆုံးရှုံးမှာကဘာကြီးကကိုယ့်ကိုတည်ပြီးလဲပတ်နေရမဟုတ်ဘူးရှင့်ကျွန်မအဲ့ဒါမျိုးပြောချင်တယ်ကျွန်မတို့ရဲ့မဲရပြားဆိုတာကျွန်မတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးကျွန်မတို့ရုံကြီးတဲ့သူပေးလို့ရတယ်အခုရွေးကောက်ပွဲကတရားမျက်များတက်တာနဲ့လုပ်ပေးမှဖြစ်တယ်တော့နိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတကာအင်အားစုတွေကဖိတ်ခေါ်ထားတဲ့ရွေးကောက်ပွဲနော်အန်ဒီလက်ထက်ကလိုမျိုးဘယ်အင်အားစုဘယ်နိုင်ငံတကာကမှမဖိတ်ခေါ်ဘဲနဲ့တိတ်တိတ်ပုံကျင်းပွားထားတဲ့ရွေးကောက်ပွဲမဟုတ်ဘူးရှင့်။ဒါကြောင့်ဒီလိုရွေးကောက်ပွဲမှာမဲမဲပေးဘူးဆိုရင်မိဘပြည်သူတွေမဲကဆုံးရှုံးတာပေါ့ရှင့်။ ဟုတ်တယ်မလားဒါလေးကိုတော့စဉ်းစားတတ်ဖို့ကျွန်မပြောပြတာပါနော်။ကျွန်တော်တော့ရုပ်ောက်ပွဲဖြစ်စေခြင်းနဲ့အဲ့ဒီကနေမှကျွန်တော်တို့မျှော်လင့်ထားတဲ့အရာတွေကတိုင်းပြည်တော်ကောင်းမှုပဲရှင့်။ကျွန်မအနေနဲ့အနှစ်ချုပ်ပြီးမိဘပြည်သူများကိုပြောချင်တာကတော့အခုကျင်းပမဲ့ရွေးကောက်ပွဲကတက်မတော်ကဘိုလ်ချုပ်မှုကြီးကဦးဆောင်ပြီးကျင်းပမှာဖြစ်တဲ့အတွက်တက်မတော်ဟာသူ့ရဲ့သမိုင်းကြောင်းအကောင်းဆုံးဖြစ်စေဖို့အတွက်ဒီမိုကရေစီကိုထိန်းချောင်းနိုင်တယ်ဆိုတဲ့ပုံရိပ်ကိုပြနိုင်ဖို့အတွက်တရားမျှတမှုရှိစွာကျင်းပပေးမှာနော်။ အခုရွေးကောက်ပွဲဝင်ဖို့အတွက်ကိုစံချိန်စံညှိုးမှုရဲ့ပါတီရဲ့အားလုံးဟာလည်းလွှတ်တော်ရဲ့မှာနေရာသီးသီးရရှိပြီးတော့နိုင်ငံအကျိုးကိုထမ်းဆောင်နိုင်မှာရှင့်ဒီရွေးကောက်ပွဲဟာရလက်တောင်မှမှန်းဆဖို့ခတ်တဲ့အထည်တရားမျှတမှုရှိနိုင်တယ်ဆိုပြီးသုံးသက်တဲ့သူများရှိပါတယ်။ဒါကြောင့်မိဘပြည်သူများကကိုယ့်ရဲ့မဲပြောင်မဆုံးရှုံးပါစေနဲ့ရှင့်ရန်ငံမှာရှိတဲ့ပါတီရဲ့အားလုံးအရေးချင်းရှိတဲ့သူတွေအားလုံးရွေးကောက်ပွဲဝင်ပြီးတော့နိုင်ငံအကျိုးထမ်းဆောင်နိုင်မှုအတွက်ကိုကျမတို့ကဝိုင်းဝန်းပန့်ပိုးကြရမယ်ရှင့်ဒါကသာနိုင်ငံတော်တကယ်ချစ်တာဖြစ်ပါတယ် ရွေးကောက်ပွဲနဲ့အလံဝေးအောင်စူးစမ်းမဲ့သူကတော့နိုင်ငံတော်ကိုစစ်အာဏာရှင်လက်အောက်ကနေပြီးတော့မထွက်စေချင်တဲ့သူလို့ပဲကျွန်မသတ်မှတ်ပါရရှင်။ကျွန်မပြောတဲ့သဘောတရားမှန်လားမမှန်လားဆိုတာမိဘပြည်ကကိုယ်ပိုင်သိဉာဏ်နဲ့စဉ်းစားဆုံးဖြတ်ကြပါရှင်။ကျွန်မကတော့ပြောပြတာလေးပဲတတ်နိုင်ပါရရှင်။ဒါကတော့ကျမအနေနဲ့မိဘပြည်သူများပေါ့နော်ရွေးကောက်ပွဲနီးလာတဲ့အများစိတ်ကူးလေးတွေလွဲမှာဆိုတဲ့အတွက်ကျမစေတနာနဲ့ရှင်းပြတာဖြစ်ပါရှင့်နိုင်ငံအတွက်တကယ်အရေးကြီးတာပါလဲဆိုတာစဉ်းစားမယ့်အချိန်ရောက်ပါပြီရှင့် ဒါလေးကိုပြောချင်နေပဲကျမအနေနဲ့ဒီနေ့သတင်းသုံးသပ်ချက်လေးကိုရန်နာပြစီရှင့်ကျမတို့ Prime Media ရဲ့သတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းပဲအားပေးခဲ့ကြတဲ့မိဘပြည်များအားလုံးစကြနာကိုကြားမှာကြပါစေလို့ကျမတို့ Prime Media မိသားစုမှာဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်